ောင်ငပြောသီးတွေကပိုတက်ဆီယမ်နဲ့မြင့်မားသောကြောင့်အများအပြားစားရင်တော့ခန္ဓာကိုယ်ထဲမှာပိုတက်ဆီယမ်တန်းမြင့်မားပြီးနှလုံးခုန်နှုန်းကိုမှားယွင်းစေကာနှလုံးရုပ်တရက်ဖောက်ပြန်မှုများဖြစ်ပေါ်စေနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါကျမ်းမာမအောင်မြင် channel ကနေပြီးတော့ကြိုဆိုပါမယ်ဒီနေ့မှာတော့ကြောက်ကက်ယောဂါရှိသူတွေကဘယ်လိုသိသိတွေကိုရှောင်ကျင်ရမလဲဆိုတာကိုလာပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ် ပြီးတော့ကြောက်ကန့်ယောဂါရှိသူတွေကဘယ်လိုသိတိတွေကို စားသိတယ်လဲဆိုတာကိုတော့ဒီအပေါ်ကနှိပ်မှဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ကြောက်ကန့်ဆိုတာကခန္ဓာကိုယ်အတွက်အလွန်ရေးပါသော အရာတစ်ခုပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကိုစုပ်ထုပ်ပေးပြီးတတ်တူတံအမျိုးမျိုးကိုထိန်းချုပ်ပေးပါတယ်။ကြောက်ကန့်ကဆိုဒီယမ်ဓာတ်ကိုစုပ်ယူပြီးတော့ ပိုတက်ဆီယမ်ဓာတ်ကိုစိတ်ထုတ်ပေးတဲ့အတွက်တကယ်လို့ကြောက်ကက်ယောဂါရှိသူတွေကပိုတက်ဆီယမ်ဓာတ်များနဲ့သိပ်သီးတွေကိုစားရင်တော့ကြောက်ကက်ကိုသာမန်ထဲအလုံးလုံးရာပိုများပြီးပျက်စီးလွယ်ကူစေပါနဲ့ဒီတော့တချို့သိပ်သီးတွေကပိုတက်ဆီယမ်ဓာတ်အများအပြားပါဝင်သောကြောင့်ကြောက်ကက်သမားများတည်ထားကြရမှာဖြစ်ပါလေလူခန္ဓာကိုယ်ထဲမှာပိုတက်ဆီယမ်ဓာတ်တိုးမြင့်ရင်တော့နှလုံးခုန်မှုကိုမှားယွင်းစေပြီးအသက်ဆုံးရှုံးစေနိုင်ပါလေ ဒီတော့ဘယ်လိုသစ်သီးတွေကိုကြောက်ကတ်သမားများရှောင်ကျင်သစ်တယ်လဲဆိုတာကို လေ့လာထားဖို့ကအရန်ကုန်မှာအရေးကြီးပါလေကြောက်ကတ်သမားများရှောင်ကျင်ရမယ်သစ်သီး6မျိုးနံပါတ်1ငပြောသီးငပြောသီးကတော့လူကြီးလူငယ်ကြိုက်နှစ်သက်ကြတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်ငပြောသီးမှာကဗီတာမင်နဲ့တတ်သူတန်းအများအပြားပါဝင်ပြီးအမြင့်တန်းအများအပြားပါဝင်သောကြောင့်ဝမ်းချောက်တတ်သောသူများအတွက်အရန်ကုန်မှာအထောက်အကူပြုပါလေ ပြီးတော့ငပြောသီးကတကြားတန်းနဲသောကြောင့်ဈေးချိုသမားများအတွက်လည်းအထောက်အကူပြုပါလေ။ဒါပေမဲ့ကောင်းကျိုးရှိသလိုဆိုးကျိုးလည်းရှိပါလေ။ဘယ်လိုဆိုးကျိုးလဲဆိုတော့ကြောက်ကတ်သမားများအတွက်မသိတော်တဲ့အသီးနဲ့ဖြစ်ပါလေ။မဆောက်လဲဆိုတော့ငပြောသီးတွေကပိုတက်ဆီယမ်နဲ့မြင့်မားသောကြောင့်အများအပြားစားရင်တော့ခန္ဓာကိုယ်ထဲမှာပိုတက်ဆီယမ်တန်းမြင့်မားပြီးနှလုံးခုန်နှုံးကိုမှားယွင်းစေကာနှလုံးရုပ်တည့်ရဲ့ဖောက်ပြန်မှုများဖြစ်ပေါ်စေနိုင်ပါလေ။ဒီတော့ ကျောက်ကဲယောဂါရှိတူတွေကငပြောသီးကိုစားရင်တော့ကျောက်ကဲကပိုတက်ဆီအန်တက်ကိုမထိန်ကြီးပေးနိုင်သောကြောင့်ခန္ဓာကိုယ်ထဲကပိုတက်ဆီအန်တက်ကိုမြင့်မားစေနိုင်ပါတယ်။ဒါကြောင့်ကျောက်ကဲတမားတွေကငပြောသီးကိုရှောင်ကျဉ်ပေးရမှာဖြစ်ပါတယ်။နံပါတ်1ဒူရင်တီဘယ်ဒူရင်တီအမျိုးအစားမှမစိုးပိုတက်ဆီအန်တက်မြင့်မားသောကြောင့်ကျောက်ကဲယောဂါရှိတူများရှောင်ကျဉ်ပေးကြရမှာဖြစ်ပါတယ်။တကယ်လို့ကျောက်ကဲယောဂါရှိတူတွေကဒူရင်တီကိုစားရင်တော့ ခန္ဓာကိုယ်ထဲကပိုတက်ဆီယမ်ဓာတ်ကို မြင့်တက်စေမှာသေချာပါတယ်ပြီးတော့လူချင်းသီးကတရားတန်မြင့်မားတဲ့အတွက်ဈေးချိုယောဂါရှိသူတွေကလည်းရှောင်ကျဉ်ပေးရမှာဖြစ်ပါတယ်ဈေးချိုယောဂါရှိသူတွေစားရင်တော့သွေးကြောဓာတ်ကတရားတန်ကိုသုံးပွားစေမှာသေချာပါတယ်နံပါတ်3သိမ်ဘောသီးသိမ်ဘောသီးကလည်းလူတော်တော်များများစိတ်နှင်သက်ကြတဲ့အသေးသမျိုးပဲဖြစ်ပါတယ်သိမ်ဘောသီးမှာတော့တတုတန်နဲ့ဗီတာမင်တန်အများအပြားပါဝင်ပြီး အမြင့်တန်းအများအပြားပါဝင်သောကြောင့်မစင်ဆော့ချင်းကိုခေါင်းမွန်စေပြီးဝမ်းချောက်တာကိုလည်းကာကွယ်ပေးပါလေ။ဒါပေမဲ့လိမ္မော်သီးကိုတော့ကြောက်ကန့်ယောဂါရှိသူတွေကရှောင်ကျင်တာမျိုးဒါမှမဟုတ်ရှော့စားတာမျိုးတွေလုပ်ပေးရမှာဖြစ်ပါလေ။ဘာကြောက်လဲဆိုတော့သိမ္မော်သီးမှာလည်းပိုတက်ဆီယမ်တန်းမြင့်မားသောကြောင့်အများအပြားစားရင်တော့ကြောက်ကဲ့ဖြစ်နေသူတွေကသွေးကြောတက်ကပိုတက်ဆီယမ်တန်းကိုမြင့်မားစေမှာသေချာပါလေ။ သိရင်သွေးကြောထဲကပိုတက်ဆီယမ်ဓာတ်ကိုကောင်းမွန်စေချင်ရင်တော့သိမ်ပုံသီးကို ရှော့စားပေးရမှာဖြစ်ပါလေ။နံပါတ်၄တရက်သီးအမှန်တရက်သီးအမှန်ကလည်းပိုတက်ဆီယမ်ဓာတ်မြင့်မားသောကြောင့်ကြောက်ကန့်ယောဂနောက်ဆုံးအစဉ်ဖြစ်နေသူများကရှောင်ကျဉ်ပေးရမှာဖြစ်ပါလေ။ပြီးတော့တရက်သီးအမှန်ကပိုတက်ဆီယမ်ဓာတ်မြင့်မားရုံမကမဲ့တရားဓာတ်လည်းမြင့်မားသောကြောင့်ဈေးချိုယောဂရှိသူတွေလည်းရှောင်ကျဉ်ပေးကြရမှာဖြစ်ပါလေ။ တကယ်လို့စားမယ်ဆိုရင်တော့တရက်ဒီအစိမ့်ကို စားပေးစီခြင်းပါလေ။ဘာကြောင့်လဲဆိုတော့တရက်ဒီအစိမ့်က potential ဓာတ်နဲ့တကြားဓာတ်နှိပ်သောကြောင့်ကြောက်ကတ်သမားနဲ့ဈေးချိုသမားများစားပေးရင်တော့ကြောက်ကတ်ယောဂရှိသူတွေနဲ့ဈေးချိုယောဂရှိသူများစားပေးရင်တော့သွေးကြောထဲက potential ဓာတ်နဲ့တကြားဓာတ်ကို ကောင်းမွန်စေမှာသိချပါလေ။နံပါတ်၅တလဲသီးတလဲသီးကလည်း potential ဓာတ်မြင့်မားစွာပါတဲ့အသီးထဲမှာပါဝင်သောကြောင့် ကျောက်ကတ်သမားများရှောင်ကျဉ်ပေးကြရမှာဖြစ်ပါတယ်။ကျောက်ကတ်ယောဂါရှိသူတွေကပိုတက်ဆီယမ်နဲ့မြင့်မားတဲ့သစ်သီးတွေဒါမှမဟုတ်အစာအစာတွေကို စားရင်တော့နှလုံးခုန်နှုန်းကိုမှားယွင်းစေပြီးမူးဝေဒါမျိုးကိုဖြစ်စေနိုင်ပါတယ်။အဲ့တလို့နှလုံးခုန်နှုန်းမှားယွင်းပြီးတော့မူးဝေဒါမျိုးတွေဖြစ်ရင်တော့ဆရာဝန်နဲ့အမြန်ဆုံးသွားသွေးသိပါတယ်။နောက်ဆုံးနံပါတ်6အချောက်လောက်ထားသောသစ်သီးများ အချောက်လှုပ်ထားသောဘယ်တဲ့သီးကိုမဆိုကြောက်ကဲ့ယောဂါရှိသူတွေရှောင်ကျင်ပေးရမှာဖြစ်ပါတယ်အချောက်လှုပ်ထားတဲ့တဲ့သီးတွေကပိုတန်စီယန်တန်အလွန်အကျော်မြင့်မားသောကြောင့်ကြောက်ကဲ့ယောဂါရှိသူတွေလုံးဝရှောင်ကျင်ပေးကြရမှာဖြစ်ပါတယ်အခုပြောပြပေးသွားတဲ့အကြောင်းအရာကတော့ကြောက်ကဲ့သမားများရှောင်ကျင်ရမယ်တဲ့သီး၆မျိုးပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်အတူချုံနဲ့နောက်တစ်ခါထပ်ပြီးပြောပြပေးပါမယ်။ကြောက်ကတ်သမားများရှောင်ကျင်ပေးရမယ်တဲ့သီး6မျိုးနံပါတ်1ငပြောသီး နံပါတ်2လူရင်စီနံပါတ်3လိန်ပေါ်စီနံပါတ်4တရက်စီအမှန်နံပါတ်5တလဲစီနံပါတ်6ကအချောက်လုံထားသောသိပ်သီးများပဲဖြစ်ပါလေဒီအကြောင်းအရာကသိပ်သွဲအကျိုးရှိတယ်ဆိုရင်တော့သင်ရဲ့မိဘရွှေမျိုးတငယ်ချင်းများနဲ့ညီနကိုမောင်မများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုသင်ကာကွယ်ကုသနိုင်ရန်အတွက် ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာယောဂဝိဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေခင်ဗျာ